Hello အားလုံးပဲမင်္ဂလာပါဖိုးအမိုင်းချန်ကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီဘက်ကစားမဲ့ပရီးမီးယားလိပွဲစဉ်တွေထဲမှာတော့ Leicester နဲ့ Manchester United တို့ပွဲကိုကျွန်တော်တို့သာပြောဖို့ကြင်နေသေးတယ်ပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြည့်ရအောင်ပါဆိုတော့ဒါအပြင်ဒီနေ့ညမှာလည်း Arsenal နဲ့ဒါ Chelsea တို့ရှင်ပိုင်ကစားမဲ့ဒီပွဲစဉ်ရှိပါတယ်ဆိုတော့ည၈နာရီမှာရှင်ပိုင်ကစားမှာပေါ့နော်ဒီပွဲကိုကျွန်တော် watch အောင်လုပ်သွားပါမယ်သူတို့ပြင်တော့ကျွန်တော် Manchester United နဲ့ဒီဂျားတွေက အချိန်ကွာဟမှုရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်လည်း United ရှုမှာ Watch Long လောက်အောင်မှာပါညာနဲ့တပြောလို့ရတယ်ဗောနော်ဒီပွဲ Watch Long လောက်လို့ရတယ်ဆိုတော့အဲ့ပွဲမှာကျွန်တော် Watch Long မှာကျွန်တော်တွေ့ကြပါမယ်အားလုံးပဲမင်္ဂလာပါဆိုတော့ United ရဲ့ Europa League မှာလည်းနောက်တစ်ဆင့် Quarter Final ကိုတက်သွားပြီးတဲ့အချိန်လက်ရှိကျွန်တော်တို့ဒါ Leicester City ရဲ့ကွင်မှာတွားကစားရမယ် ဆိုနီးပြဖြစ်သူ ကျွန်တော်ဒီဗာလဲနစ်စတယ်ရန်ရဲ့လက်စတာကတော်တော်ကို တိုင်းပတ်နေတာပါတော်တော်ကိုတိုင်းပတ်နေတာပါနောက်ဆုံး၄ဝဲလောက်ထိကိုဂိုးတကိုးမှမသွင်းနိုင်မင်းနဲ့ဂိုးတွေကျွန်တော်တအားပေးနေရတယ်ပေါ့နော်2025ခုနှစ်တနည်းလက်ရှိအချိန်ရှိကျွန်တော်ပြန်ကြည့်ရင်လက်စတာဟာအချိန်ကြီးကောင်းမနေပါဘူးအချိန်ကြီးကောင်းမနေပါဘူးလက်ရှိအဆင့်16မှာသူတို့ရှိနေပြီးတော့28ပွဲမှာမှာသူတို့ 62ဂိုးဒီပေးထားရတယ်။လေးပွဲပဲနိုင်သေးတယ်ပေါ့နော်။18မှတ်ပဲရထားပြီးတော့အဆင့်69ကကျွန်တော်တို့နေဒီဝူဘာဟန်နန်တို့ဘာလို့လဲအမှတ်ကြီးကွာနေတယ်။ဆိုတော့လက်စတာကတော်တော်ကိုအချင်းကြီးစိုးနေတာပါ။လက်စတာနဲ့ဒီအစ်ပစ်ဝစ်တို့ဆောက်တန်တန်တို့သုံးသင်းစလုံးကတန်းပြန်ဆင်းရမယ့်အခြေအနေမျိုးကိုကျွန်တော်ကြုံနေရတာပေါ့နော်။ဒါပေမဲ့လည်းလက်စတာကစပါးတွေဘာတွေဘူတော့သူတို့တွေကနိုင်အောင်ဆွမ်းဆောင်တာတာတွေကျွန်တော်ရှိတယ်ထင်ပါတယ်။အဲ့ဒီမျိုးဆိုတော့ short တွေလို့တော့ကျွန်တော်မရဘူးပေါ့ဗျ။အထူးသဖြင့်တော့ ်။ဒီတန်းစင်းစုံမှာအမှန်ကန်ယုံဖို့လိုနေတာဖြစ်တယ်လို့အမှတ်တွေပါလည်းပြန်ယူဖို့လိုနေတာဖြစ်တဲ့အတွက်လက်စတာဘက်ကတော့အမှန်ကန်ကျူးပန်းလောင်းမှာအိမ်ဝင်လည်းဖြစ်တယ်ဆိုတော့ဆိုယူနိုက်တက်ဘက်ကကျွန်တော်ကြည့်ရင်တော့ယူနိုက်တက်ကကျွန်တော်ဒီယာဒီမှာလက်စတာနဲ့တွေ့သည့်မြောက်ပွဲတိုင်းနိုင်ထားတာ။ အပရီးမီးယားလိမှာတွေ့တာမျိုးတွေကျွန်တော် FA ဖလားတို့ကာရာဘောင်းတို့မှာလာမျိုးကျွန်တော်တွေ့တာမျိုးတွေကအမှန်ကန်ကျွန်တော်တို့နိုင်ထားတာဆိုတဲ့ခါကျတော့မဆိုးဘူးပေါ့နော်ဒါပေမဲ့အဲ့ဒီတော့ကလည်း Nester Ryan ကကိုရီးယားရဲ့နီးပြ in charge ဖြစ်ခဲ့ဘူးတဲ့အရာလေးလည်းကျွန်တော်တို့အဲ့ဒီချိန်ကြီးလည်းကျွန်တော်တို့ပါတယ်အဲ Amorin ရဲ့လက်အောက်မှာလည်းကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ဒါကျွန်တော် FA ဖလားမှာလာမျိုးကျွန်တော် Leicester ကိုနိုင်ပြီးတော့ကျွန်တော်နောက်ဆုံးတက်ဖူးတယ်ဆိုတဲ့ခါကျတော့ Leicester နဲ့တွေ့တဲ့ခါဒီမှာရက်လက်လေးတွေတော့ကောင်းထားတာပေါ့ဗျာဒါပေမဲ့တခုရှိတာက United မှာကဒီယာဒီမှာဆိုလို့ချင်းဆိုအတင်းကြီးတွေနဲ့တွေ့ပြီးဆိုလို့ချင်းဟာဒီကောင်တွေသွားပြီး ဒီကောင်ကဘာမှမလုပ်နိုင်တော့ဘူး။နော်ဘဏ္ဍာကူပြန်မလဲတဲ့ကောင်ကစောင့်ကြည့်ရမယ်ဆိုတဲ့အခြေအနေမျိုးတွေဖြစ်ပေမဲ့လည်းအဲ့လိုပွဲတွေမှာဆိုလို့ရှိရင်တကူကူကစားမားတွေလိုပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်တည်ရီကြောင်းအောင်ကန်လိုက်တာမျိုးအနိုင်ရအောင်ကန်လိုက်တာမျိုးတွေ့ရတယ်။နော်ဆိုတော့ဒါပေမဲ့အဲ့ဒါအဲ့အတင်းကြီးတွေနဲ့လည်းပြီးရောအာလုံးဝဟိုအပေါ့ဆနာအတင်းပတိတိလေးတွေတိုင်ပတ်နေပါလေဆိုတဲ့အတင်းနဲ့တွေ့ရင်မင်းဘာမှမလုပ်နိုင်တော့ဘူး။အဲ့လိုမျိုးတွေကျွန်တော်တို့ရှိတယ်ဆိုတော့ဟိုလေဘာဦးတို့အာဆင်နယ်တို့နဲ့ဇလိုက်တွေ့တော့ငါလည်းအဲ့လိုပဲလေဘာဦးအသင်းကို2-0စီတရေကြောင်းကစားတဲ့အန်ဖီမှာ ီးလဲပြီးတော့ကျွန်တော်အာဆင်နယ်ကို FV ဖလားမှာတွေ့တယ်ဒီကောင်းလေးကိုမြန်ဖြုတ်ချပလိုက်တယ်ပြီးလဲပြီးတော့နောက်ပွဲမှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ Southampton နဲ့ Bournemouth နဲ့တွေ့ရတိုင်ပတ်ရော Southampton နဲ့တွေ့တဲ့တိုင်ပတ်တယ်နောက်ပွဲဒီမှာတိုင်ပတ်တယ်ရလက်တွေအဆင်မပြေတော့ဘူး performance တွေကမရတော့ဘူးအသင်းကြီးနဲ့ကစားကြတဲ့ပွဲစဉ်ကအတိုင်းဘာမှဒီကောင်းလေးမလုပ်နိုင်တော့ဘူးအဲ့လိုအခြေအနေမျိုးကြီးကျွန်တော်ဖြစ်ရောအခုလည်းပဲကျွန်တော်အနေနဲ့ကြည့်ကြည့်နော်ဒီထားပါတော့ဒီဆိုစီတက်တို့ပါတို့လိုမျိုးကျွန်တော်တို့နဲ့တွေ့တိုင်းဒုက္ခပြနေကြဖြစ်တဲ့စပိန်သင်းတွေကိုကျွန်တော်ခက်ခက်ကြဲကြဲကြော်ပြီးတော့နောက်တစ်ဆင့်ကိုကျွန်တော်တို့ဒါတက်တက်သွားရည်လိုပါလိမ့်မှာ ကြားထဲမှာလည်းလူစရင်တိတ်ပြီးတော့အချင်းကြီးမကောင်းမင်းနဲ့အာဆင်နယ်ကိုပေါ့နော်ကျွန်တော်တို့ကအိမ်ဝင်းမှာကစားခဲ့ရတဲ့တရေကြတယ်။ဆိုတော့အဲ့အဲ့အရာလေးလည်းကျွန်တော်ပြီးရောအခုလက်ရှိကျွန်တော်လက်စတာတို့ပါဝင်နေတွေ့ပြီ။မင်းကြည့်နေ။အဲ့ပွဲတွေတုန်းက performance တွေဟုတ်တော့မှမဟုတ်ဘူး။ဒီရာဒီမှာ United က consistent မဖြစ်ဘူးဗျာခြေစွမ်းကကစားမရီဘက်ကပဲကျွန်တော်တို့ကြည့်ကြည့်ပေါ့နော်။ဒါထပ်ပါတော့ injury ပြဿနာကြုံနေရတဲ့သူတွေရှိလို့ပဲကျွန်တော်တို့ဖြစ်ဖြစ်ကစားမရီမှာကတယောက်ချင်းစီတိုင်းကိုကတိုင်ပတ်တာ တပွဲလုံးနေထားနေပြကျွန်တော်ကြည့်လိုက်ရင်အသင်းတွဲအဆင်ပြေတယ်ဆိုတာ၂ယောက်လောက်ပဲကျွန်တော်ရှိတာသူများအသင်းနေဆိုလို့ရှိရင်ပေါ့နော်တပွဲလုံးနေထားနေကျွန်တော်တို့ကြည့်တိုင်ပတ်တယ်ဆိုတာ၂ယောက်လောက်ပဲရှိတာကိုအသင်းကအဆင်ပြေတာ၂ယောက်လောက်ပဲရှိတာဆိုတော့၁၁ယောက်ကစားတဲ့ပွဲမှာ၂ယောက်လောက်ပဲအဆင်ပြေတယ်ဆိုကျွန်တော်တို့ပြိုင်ပွဲအသင်းကိုဘယ်လိုသွားရှင်မင်းကစားမလဲပြီးလို့ရှိရင်သိတယ်မလားအခုလက်ရှိပြိုင်ပြိုင်ပွဲကပြားနော်တန်းစင်းစုံမှာတိုင်ပတ်နေတဲ့အသင်းနေနေဆိုလို့ရှိရင်မင်းပူတောင်းဆိုသေးတယ်ဒီလားဖင်ကောင်းကြဲကြတာလူတွေကြီးတော့အဆင့်ဆန်ကအဆင့်ဆလီဝဲလေဝဲလေဝဲလေဖြစ်နေတာဆိုတော့ဒါကြောင့်ပေါ့နော် ဒီ Manchester United နဲ့ကစားမားတွေအတွက်ကောဒီပွဲကသုံးမှတ်အရေးကြီးတဲ့ပွဲပါဘာလို့လဲဆိုတော့အဆင့်16က West Ham နဲ့ကျွန်တော်ကြားထဲမှာအမှတ်ကွာမှုကျွန်တော်မရှိဘူးเนาะပြီးလို့ရှိရင်ဒါစပါးတို့ပါတို့အဆင့်13ကအသင်းနဲ့ကျွန်တော်ကြားထဲမှာလည်းအမှတ်ကွာမှုကျွန်တော်မရှိဘူးဒါပေမဲ့လို့အဆင့်17က Crystal Palace တို့ပါတို့နဲ့ကျွန်တော်ငါးမှတ်တွေပါတယ်ကျွန်တော်ကွာသွားပြီဆိုတော့ United အနေနဲ့ပေါ့เนาะကျွန်တော်ထက်ပြီးတော့ကျွန်တော်ဒီ time back အောင်မယ်ဆိုလို့ရှိရင်ကျွန်တော်ပို့ပြီးတော့စိုးမှာပေါ့ ိုဒီယာဒီကလည်းဗျာကျွန်တော်တမ်းမစင်းရအောင်ဒါကျိုးပန်းနေရတယ်လို့ပဲမင်းဘယ်လိုပြောอ่ะအဲ့လိုပဲပြောရတော့မလားအဟိုဟိုအထက်ကအသင်းနေနဲ့လည်းမမီနိုင်တော့ဘူးအမှတ်တွေကတအားကွာနေပြီဆိုတော့ဒါမှမဟုတ်ဘောနော်ရုပ်ပြစင်ပြမဖြစ်ဘူးကျိုးပန်းမနေထားမျိုးမှာ Leicester City ကိုတော့အဝေးခွင်မှာနိုင်ဖို့ကျိုးပန်းနေတယ်သူတမင် Leicester ဟာဒီယာဒီ28ပွဲကစားတဲ့နေရာမှာ9ပေါင်း62ဂိုးတိပေးထားရတယ်ဒါဟာအချိန်ကြီးမကောင်းဘူးဘောနော်ဒါဟာတော်တော်ကြီးကိုပေးကူများတဲ့အချိန်ကြီးမျိုးပါဒါကြောင့်ဒီ United အနေနဲ့ဒီတိုက်စစ်တိုင်ပတ်နေတယ်ဆိုပေမဲ့လည်းလို့ဘောနော်ဒီပွဲကတော့ကျွန်တော်တို့က ရအောင်ကျွန်တော်အနေနဲ့ဒီအနိုင်ရအောင်ကျူးပန်းသင့်တယ်တိုက်စစ်က Rest Map Wildland ကဂိုးမသွင်းနိုင်တာเนาะဆိုတော့ဒါတွေကတော့ပြောစရာတွေဖြစ်နေတော့ပေါ့ဗျာလူငယ်ကစားမလေးဖြစ်တဲ့ခြေတို့ UB တို့ဘာလို့ပါလာအောင်မလားပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့က Zigzi တို့ကလည်း performance ကောင်းနေပြန်ပြနေရဲဆိုမျိုးဂိုးမသွင်းတာဂါနာချူတို့ကလည်းဂိုးသိမ့်မသွင်းတာဆိုတော့ဂိုးသွင်းတာဆိုလို့ကွန်းလေက Bruno Fernandes လောက်ပဲမျောလင်းနေရတယ်ပြဿနာကလည်းဘာလဲဆိုတော့ Fernandes ကိုလည်းကျွန်တော်ကအမြဲတမ်းကြီးဂိုးသွင်းပါလိမ့်မယ်လို့မျောလင်းလို့မရဘူးเนาะဘာတယောက်တည်းယုံနေရတာတရား နော်လုံးဝတော်တော်ကိုတိုင်ပတ်နေပါတယ်ဆိုတဲ့အသင်းမှာတယောက်တည်းယုံနေရတာဒါအပြင်ကစားတဲ့နေရာကလည်း defensive midfielder ရဲ့ B deep zone မှာသွားကစားနေရတာဆိုတော့အဲ့လိုမျိုးဆိုတော့ကကျွန်တော် Fernandez လိုကစားမမျိုးကိုပွဲတိုင်းကွင်းလင်ကသူ့ကိုပွဲတိုင်းကိုသွင်းမှုကျွန်တော်မျှော်လင့်လို့မရဘူး attacking midfield ဖြစ်ကစားနေတာလည်းကျွန်တော်မဟုတ်ဘူး winger ဖြစ်ကစားနေတာလည်းကျွန်တော်မဟုတ်ဘူး striker ဖြစ်ကစားနေတာလည်းကျွန်တော်မဟုတ်ဘူး nero number 10ဖြစ်ကစားနေတာလည်းကျွန်တော်မဟုတ်ဘူးဗျာသိလားဆိုတော့ bid play နေရာမှာဆိုလို့ချင်း center back နှစ်ယောက်ကြားပြီးဆင်းပြီးတော့ဘောလုံးယူရတဲ့အခိုက်အတန့်နေရာရှိသေးတာ ဘာလို့လဲဆိုတော့ကျွန်တော်တို့ listener တို့မာရီနဲ့မရှိတော့တဲ့နောက်ပိုင်းမှာအသင်းရဲ့ခံစစ်မှာက progressive pass တွေပေးနိုင်တဲ့ player မရှိတော့ဘူးဆိုတော့ Fernandez ကဆင်းဆင်းယူပြီးတော့ဘောလုံးတွေကိုပေးနေရတာ progressive pass တွေပါပေးနေရတာအဲ့လောက်ထိကျွန်တော်တို့အနေနဲ့ဘောနော်တကွင်းလုံးနီးပါးကိုကစော့နေရတဲ့ player တယောက်ပွဲတိုင်းနီးပါးကစားနေရတဲ့ player တယောက်မိနစ်အပြည့်အပြည့်ကစားနေရတဲ့ player တယောက်ကိုသိတယ်မလားဒီပွဲတိုင်းနီးပါးဂိုးတွေသွင်းဖို့မျှော်လင့်လို့မရဘူးဆိုတော့ Tyson ရဲ့ Nero နဲ့ Bettan ကစားမားတွေစီကဂိုးတော့ကျွန်တော်တို့မျှော်လင့်မှကျွန်တော်ရမယ်ဒါပြင် Leicester လိုပေးဂိုးတွေများထားတဲ့ အသင်းနဲ့ပွဲမှာတော့ဗောနော်ဟိုဘယ်လိုပြောမလဲအာယုံစုတိုက်မှုအပြည့်နဲ့ကစားပြီးတော့ performance ကောင်းနေရအောင်နော်စွမ်းဆောင်နိုင်တဲ့နေလို့ကျွန်တော်ထင်တယ်ဒါပေမဲ့လို့စိတ်ချကျွန်တော်ခုနကအရှိမမန်းရှင်းလောက်သွားတယ်လို့ပဲအတင်းကြီးတွေခက်ခဲပါလေလို့ထင်တဲ့ပွဲစဉ်တွေမှာဒီကောင်တွေအဆင်ပြေအောင်ကစားနိုင်ပြီဆိုလို့ရင်တည်ကြတဲ့နောက်ပွဲဒီကောင်တွေတိုင်ပက်ပြီအဲ့လိုမဖြစ်ဖို့မျှော်လင့်နေနော်ဆိုတော့ဒီပွဲကတော့အပြန်အလှန်သွင်းကိုတွေတော့ရောင်းမယ်ထင်ပါတယ်ဘာလို့လဲဆိုတော့လက်စတာကတော့တိုက်စစ်မှာဂိုးမရထားဘူးလေးလေးပွဲလောက်ရှိပြီတော်တော်တိုင်ပက်တယ် ။အဲမဲ့လို Manchester United ကလည်း clean sheet ရတာဘယ်တော့မှမကျွန်တော်မသိဘူး။နောက်ဆုံးတွေးကြည့်လိုက် clean sheet ရတာဘယ်တော့မှမကျွန်တော်မသိဘူး။နောက်ပြီးလို့ရှိရင် Leicester ကလည်း goal တွေတအားပေးရတယ်ဆိုတော့နှစ်သင်းကြား goal တွေတော့ရလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်။ကြောင်ညီကတို့အနေနဲ့ရောဒီဘက်မှာဘယ်လိုရလဲဒီထွက်ပေါ်လာမယ်ထင်ကြပါလဲ။ဆွေးနွေးကြပါဦး။ကြည့်ကြည့်ပါပြီးတဲ့ညီကများတို့ကိုကြည့်ကြည့်များကြပါလဲ။